မြန်မာနိုင်ငံမှာရှေးရခင်အချိန်ကလေးကတိုင်းလူကြီး၃မျိုးရှိခဲ့တယ်လို့အဆိုရှိပါတယ်။အင်းဝါရာမညကမ္ဘောဇာဆိုပြီးတော့မှ၃ခုရှိတယ်ပေါ့။အခုကမှတော့တိုင်းအနယ်၄မျိုးအထိရှိလာပြီလို့လည်းပြောဆိုနေကြပါပြီ။အကျုပ်တို့ကြားဘူးဖတ်ဘူးခဲ့တဲ့တိုင်းအနယ်ကြီး၃မျိုးကတော့ကမ္ဘောဇာအနယ်၊ရာမညအနယ်နဲ့အင်းဝါအနယ်တို့ပဲဖြစ်ပါတယ်။ကမ္ဘောဇာအနယ်ကမ္ဘောဇာအနယ်မှာရှမ်းရိုးရာတိုင်းပြည်ညာတွေဖြစ်တဲ့ ရှန်ဂျီလိုင်းမွန်လိုင်းချင်းနဲ့တိုင်းပြောင်းမြန်တို့ပါဝင်တယ်။တိုင်းပြောင်းမြန်ကတော့ဂျပန်ခေတ်မှာထင်ရှားခဲ့ပြီဖြစ်ပြီးတော့အဲ့အချိန်ကစလို့အဖိုးမောင်လေးကနာမည်ပေးခဲ့တာဖြစ်နိုင်တယ်လို့လည်းဆိုကြပါရစေ။ဆရာချေရဲ့အရှိပိုင်းအခြေအနေတွေကိုတော့အတိအကျသိရှိတဲ့သူနေပါနေစေပါ။ပရိသတ်ထဲမှာတိတဲ့လူများရှိရင်လည်းမှတ်ချက်လေးကို comment မှာမျှဝေပေးခဲ့ပါဦး။ရာမညအနွယ်ရာမညအနွယ်မှာတော့မွန်ရိုးရာတိုင်းပညာရက်တွေပါဝင်တယ်။ပရိသတ်ကြီးတွေက မွန်ရွာတိုင်းပညာရက်တွေကိုသိရှိသူများရှိခဲ့မယ်ဆိုရင်ကွန်မန့်လေးခြံပေးခဲ့ကြပါအင်းဝအနွယ်နောက်ထပ်အနွယ်တစ်ခုကတော့အင်းဝအနွယ်ပဲဖြစ်ပါတယ်ဒီအနွယ်မှာတော့မြမရွာတိုင်းပညာရက်တွေဖြစ်တဲ့ဘန်ဒိုပန်ရှင်နဲ့ပွဲချောင်းပညာရက်တွေတချို့ကတော့ဖုံကြီးတိုင်းလို့ခေါ်ဆိုကြပါတယ်စတဲ့တိုင်းပညာရက်တွေနဲ့ရိုးရာအစင်လာကိုထိမ့်သိမ့်ပြီးခေတ်ဆက်ဆက်ကိုဖျက်တမ်းခဲ့ကြပါတယ်အထူးသဖြင့်နယ်ချက်အင်္ဂလိပ်တွေနဲ့ဂျပန်တွေကိုလက်နက်လူသူအင်အားမမြတ်တာပဲနဲ့တိုင်းပညာတစ်မျိုးတည်းနဲ့ ရဲဝံ့စွန်စားလိုတဲ့တတိတွေနဲ့သာသူရဲကောင်းတွေကရင်ဆိုင်ခဲ့ပြီးတော့လွတ်လပ်ရေးကိုရယူခဲ့ကြရတာဖြစ်တယ်။အင်္ဂလိပ်ခေတ်မှာဆိုရင်တော့တန်းပညာသင်ယူသူတွေနဲ့ဆရာတွေကို လိုက်လံနှိမ်နှင်းခဲ့တဲ့အတွက်အကအလအဆရှိတဲ့အမှုပညာရဲ့တွေထဲမှာပဲဖွဲ့ပြီးတော့ထိမ့်သိမ်းခဲ့ကြတယ်လို့လည်းဆိုကြပါတယ်။ဘန်ဒိုပန်ရှင်မြမရိုးရတန်းပညာရဲ့ကြီးရဲ့ဆရာအမျိုးမျိုးစီကနေတင်ယူရင်းဘန်ဒိုပညာရှင်ကိုဆရာကြီးကွန်ဖူးဆိုမြင့်က တိုက်ခတ်ရေးအဓိကပညာအဖြစ်ဖန်တီးခဲ့ပါတယ်။ဖောင်ကအတိုက်အတိုက်ကဖောင်နှမျိုးလုံးကိုတစ်ပိုင်းနဲ့တုံးလို့ရအောင်လုပ်သွားတယ်။ရှမ်းကြီးကနေအဆင့်မြင့်လိုက်တော့တန်းကြောင်းမြန်ဖြစ်လာတာလို့လည်းဆိုကြပါတယ်။ပွဲကြောင်းပညာရဲ့ကြီးကတော့တိန်ကောလူနီပါရှိနေပြီဖြစ်ပြီးတော့ဆရာအနေငယ်သာကျန်တော့တယ်လို့လည်းပြောကြပါတယ်။ပညာရှင်များဆရာများဝါသနာရှင်များအနေနဲ့မိမိတို့ဝါသနာပါတဲ့တိုင်းပညာရများကိုကောမန့်လေးခြံထားခဲ့ဖို့ဖိတ်ခေါ်အပ်ပါတယ်။ဆက်သွယ်ပြီးတော့တင်ယူနိုင်ဖို့စူးစမ်းကြတာပေါ့။ ျေးဇူးတင်ပါတယ်နောက်ထပ် podcast မှာဆက်ပြီးတွေ့ပါမယ်ဗျ